ကဘာကျော် Upstain Finance မှာသူမပါဝင်နေရတဲ့အဓိကအကြောင်းရင်းကိုရှင်းပြလာတဲ့အဆိုတော်ချန်ချန်ပရိသတ်များအားလုံးမင်းမင်္ဂလာပါရှင် Egress Diary ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပြည်တွင်းမှာသာမကကဘာကြီးကိုပါတုံလုံးစေခဲ့တဲ့အမှုကြီးတစ်ခုရဲ့နောက်ဆက်တွဲသတင်းတစ်ပုဒ်ဖြစ်ပါတယ် လက်တလုံးမှာအလုံးသိကြတဲ့အတိုင်းပဲကဘာကျော်အမေရိကန်တန်းကျွယ်တထေကြီး Jeffrey Epstein နဲ့ပြည်သင်းနိုင်ငံက Moral Agency လုပ်ငန်းရှင် Jean Luc Brunet ရဲ့အမှုကြီးပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကကဘာတဝမ်းကအမျိုးသမီးတွေကိုနီးလမ်းမှန်မှန်စွာအတုံးချမှုတွေကြောင့်မကောင်းတဲ့တဲ့ကြော်ကြတာပါ။ ဒီမှုနဲ့ပတ်သက်တဲ့အမှတ်တမ်းဖိုင်တွေအီးမေးလ်တွေထွက်ပေါ်လာတဲ့အခါမှာအားလုံးကိုအင်အားသင်းစေခဲ့ရာကတော့မြန်မာနိုင်ငံကနာမည်ကြီးဆိုတော့တူဖြစ်တဲ့ချမ်းချမ်းရဲ့နာမည်ကသူတို့ရဲ့အပြန်လန်ပေးပို့ခဲ့တဲ့အီးမေးလ်ထဲမှာပါဝင်နေခဲ့တာပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကြားမှာဝေဖန်မှုတွေစိုးရိမ်မှုတွေမြင့်တက်လာချိန်မှာအစိုးရစမ်းစမ်းကသူမအနေနဲ့ဒီကိစ္စမှာဘယ်လိုမျိုးသွားပတ်သက်ခဲ့တယ်ဆိုတော့ဖြစ်စဉ်အမှန်ကိုအခုလိုပဲပြန်လည်ပြီးတော့ရှင်းပြလာခဲ့ပါတယ်။ ချမ်းချမ်းရဲ့ရှင်လင်းချက်အရာဒီအဖြစ်ပြက်ကသူမကမယ်လိုဒီဝေါ်တချင်းဆိုပြန်ပွဲမှာဆွေးရပြီးတော့မော်ဒယ်လုံထမ်းမှာပါအရှင်ရစားပြုနေရင်2017 2022ခုနှစ်ဝင်းကျင်ကစတင်ခဲ့ရဖြစ်တယ်လို့ဆိုပါရယ်သူမရဲ့ဖခင်ဖြစ်သူကအင်္ဂလိပ်စာဆရာတဦးဖြစ်ပြီးတော့နိုင်ငံသားသားចောင်းသားတွေကိုစာသင်ပေးလိရှိပါရယ်အရိကနေတစဉ်အဆက်အသွယ်ရခဲ့တဲ့နိုင်ငံသားတအူကချက်ချန်းကိုချင်းကပ်လာခဲ့ပါတယ် မင်းရဲ့ပုံစံကိုပြင်သစ်ကအေဂျင်စီတွေသဘောကျမှာနိုင်ငံတကာအေဂျင်စီတွေကမင်းလိုပုံစံမျိုးဆိုအလူအယက်ခေါ်လိမ့်မယ်မင်းဘဝကိုငါပြောင်းလဲပေးမယ်ဆိုပြီးတော့ကန့်လန့်ခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီအချိန်ကချမ်းချမ်းကိုရိုင်းကလည်းအဲလီမဂဇင်းလိုနိုင်ငံတကာမဂဇင်းတွေမှာပါဝင်ခြင်းနဲ့စိတ်ဆန္ဒရှိခဲ့ရကြောင်းဟုတ်ကဲ့အလုပ်မယ်ဆိုပြီးတော့သဘောတူခဲ့ပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲတန်တရားဖြစ်စရာကိစ္စတွေစတင်လာခဲ့ပါတယ်။အဲ့ဒီမျိုးသမီးကချမ်းချမ်းကိုဓာတ်ပုံရိုက်ဖို့အတွက်သူ့ရဲ့စတူဒီယိုကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာဓာတ်ပုံရိုက်ကူဖို့အတွက်အပေါ်ပိုင်းမပါဘဲရိုက်ရမယ်လို့တောင်းဆိုလာခဲ့ပါတယ်။ချမ်းချမ်းကလည်း Moray Agency အတွက်ဘာကြောင့်အဲ့ဒီလိုဓာတ်ပုံမျိုးလိုအပ်တယ်လို့ပြန်မေးမြန်းခဲ့ပါတယ်။ ဟိုဘက်ကပြန်ပြင်ရကတော့ဒါကယဉ်ကျေးမှုမတူလို့ပါဟိုဘက်နိုင်ငံမှာကမော်ရယ်တရောင်းရဲ့ခန္ဓာကိုယ်မှာအနာအဆာရှိသလားပြင်ဆင်မှုတွေလုပ်ထားသလားစရတွေကိုစစ်ဆေးဖို့လိုအပ်တယ်လို့အကြောင်းပြခဲ့ပါတယ်ချမ်းချမ်းကဒါမျိုးဆိုရင်အဆင်မပြေကြောင်းမိဘတွေကိုပြန်တိုင်မရမှာဖြစ်ကြောင်းပြောတဲ့အခါမှာဒါဆိုရင်မပေါအောင်မပြဘဲရိုက်မယ်ဆိုပြီးညှိနှိုင်းကဓာတ်ပုံတွေရိုက်ကူးခဲ့တယ်လို့ဆိုပါတယ် ဒါအပြင်နောက်ထပ်တန်တရားဖြစ်စရာအချက်ကတော့ခရီးသွားလာရေးကိစ္စပါ။ဓာတ်ပုံတွေရိုက်ပြီးတဲ့အခါမှာ passport တွေပြင်ဆင်ရမယ်။မိဘခွင့်ပြုချက်တောင်းရမယ်လို့ပြောလာပါတယ်။စမ်းစမ်းကတယောက်တည်းသွားရမှာလား။မိဘညီကောင်မနှမခေါ်လို့မရဘူးလားမေးတဲ့အခါမှာမရဘူး။ဟိုမှာလည်းနေလို့စူးစမ်းနေရဲ့တခြားမိန်းကလေးတွေရှိတယ်။အပြိုင်ဆိုင်စူးစမ်းပြီးရတဲ့ပတ်စံနဲ့မိဘကိုပြန်ထောက်ပံ့ကြတယ်လို့ပြောခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်နောက်ထပ်တန်ရာဖြစ်စရာအချက်ကတော့ခရီးသွားလာရေးကိစ္စပါဓာတ်ပုံတွေရိုက်ပြီးရခါမှာ passport တွေပြင်ဆင်ရမယ်မိဘခွင့်ပြုချက်တောင်းရမယ်လို့ပြောလာပါတယ်ချမ်းချမ်းကတယောက်တည်းသွားရမှာလားမိဘညီကောင်မနမခေါ်လို့မရဘူးလားလို့မိတဲ့အခါမရဘူးဟိုမှာလဲနင်းလိုပဲစူးစမ်းနေရတခြားမိန်းကလေးတွေရှိရင်အပြိုင်ဆိုင်စူးစမ်းပြီးရတဲ့ပတ်စံနဲ့မိဘကိုပြန်ထောက်ပံ့ကြတယ်လို့ပြောခဲ့ပါတယ် ဒီအကြောင်းအရာတွေကိုသူမရဲ့မိဘတွေကိုပြန်တိုင်မိတဲ့အခါမှာမိဘတွေကစိတ်ပူပြီးတော့သမီးရဲ့မသွားပါနဲ့မြမကြီးမှလည်းကိုယ့်နေရာတခုရနေပြီပဲဆိုပြီးတော့တားမြစ်ခဲ့ကြတာပါ။ဒါကြောင့်ချမ်းချမ်းကအဲ့ဒီအစီအစဉ်ကိုလက်လျှော့ပြီးတော့သူတို့နဲ့အဆက်အသွယ်ဖြတ်တောက်လိုက်တယ်လို့ရှင်းပြခဲ့ပါတယ်။လူကြီးပိုင်းနေနဲ့ပတ်သက်ဆက်နွယ်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းထွက်လာတဲ့အခါငါတော်တော်ကန်ကောင်းမှလာဆိုပြီးတော့တွေးမိခဲ့တယ်လို့ဆိုပါတယ်။သူမနေနဲ့မိဘကိုရိုးရိုးသားသားလှုပ်ကြွေးနေလို့ဘာကိစ္စမဆိုမိဘကိုပြန်တိုင်မိပြီးတယောက်တည်းဆုံးဖြတ်ချက်မချခဲ့လို့မိ ဘတွေရဲ့မြေတားကစောင့်ရှောက်ပြီးတော့ဒီလိုမျိုးအနေငယ်ကြီးကနေလွန်မြောက်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ထွက်ပေါ်လာတဲ့အီးမေးလ်ထဲမှာတော့ပြင်သစ်မော်ဒယ်လုပ်ငန်းရှင် Brune ကအပ်စတိန်းစီကိုချမ်းချမ်းဆိုတဲ့မြန်မာကမိန်ကလေးပုံပို့လိုက်မယ်။သူကအရန်ချောတယ်။သူ့နိုင်ငံမှာလည်းနာမည်ကြီးဆိုတော့အိုဘားမားကမြန်မာကိုလာသွားတယ်လို့ချမ်းချမ်းကလည်းအမေရိကကိုလာလိမ့်မယ်ဆိုပြီးတော့2012ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာပြေးပို့ခဲ့တာဖြစ်ပါတယ်။ပရိသတ်ဂျီရိုနေနဲ့အခုလိုအနေငယ်ကြီးကနေတည်တည်လေးလွန်မြောက်ခဲ့တဲ့အဆိုတော်ချမ်းချမ်းရဲ့အတွေ့အကြုံနဲ့မိဘစကား ာကိုနားထောင်ခြင်းရဲ့အကျိုးကျေးဇူးတွေပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။